ားလုံးမင်္ဂလာပါဖြာယူကင်မိုက်စတေး Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခု33ရက်ပွဲကဒါဆက်ဆော့ပါပဲပြီးသွားတဲ့ League Cup Final ပေါ့နော် Carabao Cup Final Liverpool နဲ့ Newcastle တင်လို့ရပွဲ Newcastle က2-1နဲ့အနိုင်ရသွားတယ်ဆိုတော့ဒီနိုင်ပွဲက Newcastle အတွက်ဒါ1956ကတည်းကပထမဆုံးဒီပြည်ရင်းဖလားတစ်လုံးပေါ့နော်စပြီးတော့ရခဲ့တာဆိုတော့နှစ်ပေါင်းများစွာဖလားမိုးခေါင်နေခဲ့တာကို ထိုက်တန်တဲ့နိုင်ပွဲနဲ့အဆုံးသတ်နိုင်ခဲ့တယ်။ Newcastle အသင်းရဲ့ခံစားပိုင်းစုပွဲမှုကအရန်ကိုကျေနပ်စရာကောင်းတယ်။ Newcastle ကစားသမားတွေရဲ့ tactical discipline Newcastle အသင်းရဲ့အရန်ကိုတိကျပြီးလို့ထက်မြက်တဲ့ counter attacking play ဆိုတော့ Liverpool ကဘောလုံးကိုကင်ထားတဲ့အချိန်အများစုရှိခဲ့ပေမဲ့ Liverpool ရဲ့ကစားပုံမှာ penetration လုံးဝမရှိဘူး။ Liverpool အသင်းဟာ Newcastle ရဲ့တကယ် solid defense ကိုဘလို့ ကျော်ဖြစ်ရမလဲဆိုတဲ့အဖြစ်ရှားမတွေ့ခဲ့ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ပထမဆုံးအနေနဲ့ဒီ Liverpool ရဲ့ဒီ display ဟာဟိုတော်တော်လေးဆိုးရွားတဲ့ display လို့ပဲပြောရမယ်။ Liverpool ပြသခဲ့တဲ့ခြေစွမ်းဟာဟိုလုံးဝအားရစရာမရှိဘူး။ကျွန်တော်နှစ်ချက်ပြောစရာရှိတယ်။တစ်ချက်ကရုပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆို Liverpool အသင်းဟာဒီကြားရက်မှာဒီအချိန်ပို penalty အထိကစားထားရပြီးတော့ Newcastle အသင်းကအေးအေးဆေးဆေးအနားရထားတယ်။ အဲ့တော့ဒီရုပ်ပိုင်းဆိုင်ရာမှာဒီနှစ်သိန်းချမ်းမှာကွာချမှုလုံးဝရှိတာတည်ကြတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာအော်စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလော်ဘူးအသင်းကလောလောလတ်လတ်ပူပူနွနွတကယ်ချန်ပီယံစ်လိုပြိုင်ပွဲကြီးကနေပြီးတော့ပန်နတီဆုံးဖြတ်တဲ့ထွက်ခွာထားရတယ်ဒါကဒီဘလိုခေါ်မလဲဆိုတော့ဟိုအဲ့ဒီ effect ကဒီအသင်းအပေါ်မှာစိတ်ပိုင်းဆိုင်ရာရာရာရိုက်ခတ်မှုရှိသလိုကျွန်တော်တို့ဒီ supply ယူမယ်ဆိုတဲ့လမ်းကြောင်းကတွေးမယ်ဆိုလေလီဗာပူးကဒါသူတို့အတွက် ဟိုအစားအသောက်ရှာသလောက်ညူကာဆယ်အတွက်ကျတော့တည်ရှင်ဟိပြည့်တဲ့တမင်နဲ့လိုက်တဲ့ကြားလို့ပဲဆိုတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲတမင်နဲ့ဒီကြားတမင်နဲ့ချင်တဲ့အစားရှိသဖြင့်4%ပဲအောင်မြင်လေးရှိတယ်တကယ်တမ်းကြားရတယ်။ဘာကြောင့်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာကြွားချမှုအဲ့ဒီစိတ်ပိုင်းဆိုင်ရာကြွားချမှုကျွန်တော်ဒီပွဲမှာလုံးဝမြင်ရတယ်။လီဗာပူးအသင်းဟာသူတို့အတွက်အနည်းဆုံးတော့ဖလားတစ်လုံးရှိသေးတယ်။ပရီးမီယာလိဖလားရဖို့များတယ်ဆိုတဲ့အနေအထား ညူကာဆယ်အတွက်ကဒါဖောင်ဖြက်ကမှဒီဟာမှမရဘူးဆိုရင်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကစားခဲ့တာဆိုတော့ညူကာဆယ်ကိုကြည့်ရတာပို့ပြီးတော့ကြန့်ခိုင်တယ်ပို့ပြီးတော့တန်ပါတယ်ပြီးတော့ဘလောက်ကပို့ပြီးတော့ဖာလောင်တယ်အဲ့ဒီဖာလောင်စိတ်ညူကာဆယ်ရဲ့နိုင်ပွဲပေါ်ဖာလောင်စိတ်ညူကာဆယ်ကစားသမားတွေရဲ့နိုင်ပွဲပေါ်ဖာလောင်စိတ်အသင်းလိုက်နိုင်ပွဲပေါ်ဖာလောင်စိတ်ပြီးတော့ညူကာဆယ်ပရိသတ်တွေနဲ့ဒီကစားသမားတွေကြားထဲက interconnection နေကျွန်တော်တို့ဟိုတကယ်ကျင်းတဲ့ဆရာမြင်ရတယ် Jolanton ကိုကျွန်တော်တို့တကယ်တပွဲလုံးတကယ် beast တကောင်လိုမြင်ရတယ်ဖြတ်ထုတ်မှုတစ်ခုတိုင်းအတွက်အကြီးကျအောင်ပွဲခံတယ်ပြည်သက်တွေနဲ့အတူဒီလက်လက်သီးလက်မောင်းတန်ပြီးအောင်ပွဲခံတယ်အဲ့လိုပဲကျွန်တော်တို့ဒါနာကျင်အချင်းပို10မိနစ်ပေါ့နော်ဒီ10မိနစ်မှာ62မိနစ်ရောက်နေပြီ Jacob Murphy Liverpool တင်ဘက်အချမ်းမှာနေရာယူထားတဲ့အနေထားအနေပြီးတော့သူ့မှာတန်းဟာရှိနေတယ် ဲ့ဒီထွန်းနဲ့ထွန်းနဲ့နဲ့ပဲမရမကကိုခံစစ်ဆုံးဒီအတင်းပြန်လိုက်တယ်ဆိုတော့မျိုးကျွန်တော်တို့တွေ့ရတယ်အဲ့ဒီစာလောင်စိတ်တွေကဒါကွာချားသွားတယ်လို့ပြောလို့ရတယ်ဆိုတော့ဒါဒီဘယ်လိုခေါ်မလဲပွဲရဲ့ဒါအပေါ်ရန် overview ပေါ့ဆိုတော့လေဘုံမှာအမားတွေရှိခဲ့တဲ့အကြောင်းကိုကျွန်တော်စပြောမယ်ဆိုရင် honest lot ဟာအခုဒါနောက်ပိုင်းပွဲတွေမှာသူ့အသင်းဟာဒီဒါကို Jordan ပြီးတော့ Mohamed Salah, Luis Diaz ဒီအတွဲနဲ့ အလုံးမဖြစ်ဘူးဆိုတာကိုသိပါလျက်နဲ့ကြိုတော်ကိုဆက်သုံးခဲ့တာတစ်ချက်နောက်တစ်ချက်အာနီစလော့ဟာညာသွားဖြစ်ဆိုရင် plan B ကိုချပြနိုင်လည်းမရှိပဲနဲ့ဒီပုံစံအတိုင်းပဲဒီအသင်းကိုဆက်ပြီးတော့တိဆောက်ထားတယ်အားနည်းချက်တွေရှိပါလျက်နဲ့ဒီအားနည်းချက်တွေကိုအစားပိုကောင်းတဲ့ system တစ်ခုကိုသူအစားထိုးဖို့အတွက်ပြက်ကွက်ခဲ့တာကိုတွေ့ရတယ် Newcastle အသင်းနီးပြအရီဟောကဒီဘွဲ့အတွက်အကောင်းဆုံးပြင်ဆင်လာခဲ့တယ်အများကြီးလှုပ်လှုပ်ခဲ့တယ်သူတို့အသင်းရဲ့ကွင်းလေ ကြစ်လင်မှုသူတို့အသင်းရဲ့ခံစစ်တိဆောက်မှုသူတို့အသင်းရဲ့တိုက်စစ်ကစားပုံပြောမစို့အန်တိုနီကော်ရန်မပါတဲ့အတွက်အားနည်းချက်ရှိခဲ့တယ်။ဒါပေမဲ့ဒီ433အတွက် Harvey Barnes, Isaac, Jacob Murphy ဒီကစားသမားသုံးဦးဟာလီဗာပူးအသင်းရဲ့ခံစစ်ကိုတိုးချင်းအနေနဲ့ဆိုတော့ကောင်းအတွဲလိုက်အနေနဲ့ဆိုတော့ကောင်းအချိန်ချင်းထိုးနှက်နိုင်ကြတော့တွေ့ရတယ်။ Jolenton Tonali နဲ့ Bruno Gamarais ဒီကစားသမား၃ဦးဟာ Newcastle အသင်းကိုပို့ပြီးတော့မာကျော်စီကြံ့ခိုင်းစီတယ်။ပြီးတော့ Leverman တို့ Levermanto ရဲ့ left back နဲ့ပတ်သက်ပြီးဟိုတလောကပဲဒီ sorry ဒီ Betty နဲ့ပတ်သက်ပြီးဟိုတလောကပဲအဲ့ဒီ Howe က Levermanto ရဲ့ game ကိုသူကြိုက်တယ်သူရဲ့ဒီနီးပြောက်ခိုင်းတဲ့အတွက်အံဝင်တယ်ကစားသမားလေးကစိတ်သက်ကောင်းတယ်ကြိုးစားတယ်အဆရှိသဖြင့်သူပြောတယ်ဒါပေမဲ့ Levermanto ရဲ့အားနည်းချက်ကသူ့ကို left မှာ left back အချမ်းမှာထားရခါကြရင်ဘယ်ဘယ်ချင်တဲ့ cross တွေတင်းတဲ့အပိုင်းမှာသူတိုးတက်ဖို့လိုသေးရဆိုပြီးသူပြောထားတာရှိတယ်အခုဒီဘက်မှာ မြုကဆယ်ရဲ့ဒုတိယကောလီဗာမန်တိုရဲ့ဒီဘက်ချီဒီ cross နဲ့ရသွားတာဆိုတော့ training မှာသူတို့ဘလောက်တော့မောင်းလိုက်တယ်လဲဘလို့လေ့ကျင့်ခဲ့တယ်လဲသူတို့ဝဲသိလိုက်မယ်ဒါပေမဲ့တေချာတာကတော့အဲ့လိုပြောပြီးသိမကြခင်မှာလီဗာမန်တိုစီကနေပြီးတော့ impact တစ်ခုကိုတွေ့ရတယ်လောပေးလိုက်ရတဲ့ကိုနှစ်ခုဆိုတော့ Arnislot ရဲ့အစီအစဉ်ထဲမှာအားနည်းချက်နောက်တစ်ခုကပါလဲဆိုတော့မြုကဆယ်ကြီးတသိန်းလုံးမှာအရက်အရှည်ဆုံးဖြစ်တဲ့ Dan Bang ဟာဒီ sub piece တွေမှာ ဒီဇုံနဲ့အဝေးကြီးမှာနေတယ်အချိန်နဲ့ပြေးဝင်တယ်ဆိုတဲ့ပုံစံဆိုတော့ဒီဒမ်ဘန်ကို marking ကပ်ဖို့အတွက်ကိုကျွန်တော်တို့ဒီ Alexis Magalester ကိုတောင်းအောင်ပေးထားတယ် height ကတခြားစီပဲဒမ်ဘန်ရဲ့အရက်ကကြောက်ပြီးငါရှိတယ် Alexis Magalester နဲ့အများကြီးกว่าတယ်ပထမတစ်ချိန်ကလေးကဒမ်ဘန်အဝေးကြီးကနေကောင်းတိုက်တာကို Bruno Gamarais ကောင်းဖြတ်တိုက်တာဒါ Calhermit သွားလို့ဒုတိယတစ်ချိန်မှာတော့ကိုးပေးလိုက်ရတယ်ပြီးတော့နောက်ထပ်လေဒီအတိုင်းပဲဒီဒမ်ဘန်ရဲ့ ဒီ surface ဒီမှာဘာအပြောင်းလဲလို့မလဲကြည့်တယ်ဘာမှမလုပ်ဘူး analysis megalaster ပဲထပ်ပြီးတော့လူကတ်နေတော့တွေ့ရတယ်ဆိုတော့ဟိုဒါကတော့ဟိုလွယ်လွယ်လေးနဲ့ရိုးရိုးလေးပဲပြောရမှာဆိုမဖြစ်သင့်ဘူးလို့ယူဆတယ်ဆိုတော့ damn band ဟာအဲဆိုတော့ van dyke မဟုတ်ဘူးဆိုရင်တော့မှဒီ console ပဲဖြစ်ဖြစ်အဲ console မဟုတ်မဝင်ဒီအတွင်းဝင်လာကခဏတည်းပဲဖြစ်ဖြစ် ပြီးတော့ gravel bug ပဲဖြစ်ဖြစ်ကတ်စရာလူတွေအများကြီးရှိပါလဲ newcastle အသင်းရဲ့တိုက်စစ်မှာလဲတကယ်တမ်းကျတော့ဒီ damn band ပြီးတော့ဒီ fabian shore အလက်ဇန္ဒားအစ်ဆက်တို့ကလွှဲရင် အမြင်ပေါ်ကောင်းတိုက်ဆိုင်ပြီးတော့ဂျော်လန်တန်ပေါ့ဒါထားပါတော့ဂျော်လန်တန်ကတော့ဟိုဟိုတောင်းကံပေါ်တွေကိုအဆုံးသက်တာပါညာလဲမြင်ရတာနဲပါလေစူးစမ်းတာလဲဒါပေမဲ့ဒီ3-4ယောက်ပဲရှိတော့လီဗာပူးအသင်းကမှန်ကန်တဲ့လူနေရာခြားထားမှုနဲ့မှန်ကန်တဲ့ဒီမာကင်တွေကိုမခြားထားနိုင်ခဲ့ဘူးဒါကြောင့်ပထမကိုပြေးခဲ့ရတယ်ပြီးတော့ဒီနောက်တစ်ခုကဒါတွင်းကိုနှုတ်ကိုပေါ့လေနောက်တပွဲလုံးအနေနဲ့ဆိုလဲလီဗာပူးဟာဟို chance created ဟာပွဲပြီးကနေကျမှ0.89ပြတ်သွားတာ တောက်လျှောက်0.4 0.4ဆိုတဲ့အနေထားနဲ့မိနစ်90လားရောက်တဲ့ခေတ်လီဗာပူးဟာအခြေအဆက်မရှိစိတ်တက်မရှိဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားတယ်။ energy မရှိဘူးသူတို့မှာအထက်မြတ်မှုမရှိပျောက်ဆုံးနေတယ်။ Newcastle ကဒီ expected goal value 1.84ဆိုတာကတကယ်ဖြစ်လဲဖြစ်တယ်နဲ့သူတို့အခွင့်အရေးပေါင်းများစွာရခဲ့တယ်။ chance created 18ကြိမ်ရှိခဲ့တယ်။ အဆက်သုံးချိန်ရှိခဲ့တယ်ဒီကိုးကံသုံးက18ချိန်ရှိခဲ့တယ်ရှော့ရန်တာဂက်6ချိန်ရှိခဲ့တယ်လီဗာပူးကဒီကာဒစ်ဂျုံပထမပိုင်းမှာဒီတခြားလုံးအခွင့်အမေမေရမရဟုတ်ကာဒစ်ဂျုံတို့ဟာဗေးအဲလီယော့တို့ဒီကစားသမားတွေဝင်လာတဲ့အချိန်ကြတော့မှ energy level ရှင်းနိုင်တယ်ဂိမ်းရဲ့ tempo အပြောင်းလဲလေးဖြစ်တယ်ဒါမှအရန်အကောင်းတဲ့ပုံစံမဟုတ်သေးဘူးပြီးတော့ကေဆာကိုးသွင်းတယ်94မိနစ်မှာကိုးသွင်းတယ်ဗီယာပြန်ကြည့်လာနေပါနဲ့96လောက်ဖြစ်သွားတယ် ဆိုတော့အချိန်ပေါ်က minute 100ကျော်100မိနစ်ထဲကိုရောက်သွားတယ်ပြဿနာမရှိဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာလည်း Newcastle အသင်းဟာသူတို့ရဲ့အနိုင်ကိုကိုပါပါနန်းနန်းနဲ့ပြီးတော့ဟိုကျူးကျူးဆာဆာနဲ့ထိန်းချုပ်သွားတယ်ဆိုတော့ဒီပွဲက Eddie Howe ရဲ့ tactics တွေအများကြီးလုံးဖြစ်ခဲ့တယ်ပြီးတော့ Eddie Howe ရဲ့ဒီကစားသမားတွေအရန်ကြိုးစားခဲ့ကြပြီးတော့တကယ်ထိုက်တန်တဲ့နိုင်ပွဲကိုရအောင်နိုင်ခဲ့ကြတယ်ဆိုတော့ဒါကတော့ဒီ Newcastle 2-1 Liverpool နဲ့ပတ်သက်ပြီးတုံ့တက်ခဲ့တာဖြစ်ပါတယ်တချို့အားပေးခဲ့ကြတဲ့ဒီ sorry UK match တွေပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။